စစ်ပွဲတွေဟာကိုကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုကတိုက်မှာသူကပြစ်ကိုကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လာသူနိုင်ကိုနိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရဆိုင်တော့မှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုတ်ပြီးတော့တုံးနဲ့တူရှင်းတတ်အောင်အေးချမ်းအောင်အဆုံးသတ်မှတ်တာနဲ့လူတွေညှော်နေတဲ့ညဉ့်ညံရေးဆိုရတာဖြစ်တယ် ဘယ်တော့မှရံကိုရံနဲ့တုံလို့မပြောက်ဘူးဆိုတဲ့သဘောတရားနေရမကြီးဟာမတမ်းမှမှန်ကန်ပါစစ်ပွဲတွေဟာကိုကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုကတိုက်မှာသူကပြစ်ကိုကပြစ်ပြစ်နေလို့ရှိရင်အချင်းချင်းပြန်လာသူနိုင်ကိုနိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရဆိုင်တော့မှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုပ်ပြီးတော့ ုံးတဲ့သူချင်းနဲ့အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေမျောလင်းတဲ့ငြိမ်းချမ်းရေးဆိုရတာ